လိဂျန် idea ရုပ်တရက်ပေါ်လာပြီးတော့မှ type ရမ်းရမှာပြင်နေမိဆိုလို့ရှိလား။ဒါဆိုကျွန်တော်အသုံးပြုနေတဲ့ဤ၃နည်းကိုပြောပြအောင်မယ်။တနည်းကတော့ဒီ Android phone တွေမှာကျွန်တော်တို့ကမြန်မာလိုပြောနေတယ်ဆိုရင်အရင်လွယ်ပါတယ်။ဒီမှာဆိုလို့ရှိရင် speech recognition မှာဆိုလို့ရှိရင်ဒီတိုင်းပဲပြောရလဲရတယ်ခဏနေကြမှာမြန်မာလိုပြောလဲရတယ်ပေါ့နော်။တကယ်လို့ကျွန်တော် AI recognition မှာဆိုလို့ရှိရင် Xiaomi အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာလိုပြောတဲ့ဟာတွေအကုန်လုံး transcribe လုပ်ပြီးရောမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်အချိန်နဲ့တပြေးညီပြောနေတဲ့အချိန်မှာသူအနေနဲ့ ကျွန်တော်ပြောတာကိုနားလည်ဖို့လိုက်လို့နေအောင်တွေးပါလိမ့်မယ်ဒီအရာတွေအကုန်လုံးကျွန်တော်က copy လေးကူးလို့ရတယ်ပြီးပြန်ပြီးမှလည်းအသုံးပြုလို့ရတယ်တော်တော်လေးကျွန်တော်တဘောကြတဲ့ feature တစ်ခုဖြစ်ပါတယ်သူက app မှာတော့ကျွန်တော်ကြည့်တလောက်ဆိုရင်တော့မရရဘူးဒါပေမဲ့ Xiaomi မှာဆိုလို့ရှိရင်ရတယ်ကျွန်တော်ဒီတစ်ခုတော်တော်လေးတဘောကြတယ်အားလုံးလည်းတိပိတာဖြစ်မှာပါဒါလေးကတော့ဒါဆိုလို့ရှိရင်ကျွန်တော် safe လုပ်လိုက်တာ ਨੇ ဒီထဲမှာဆိုကျွန်တော်ပြောရတဲ့အရာတွေအကုန်လုံးကျွန်တော်ရှိမယ်ဒုတိယတနည်းကတော့ notebook အလဲဒီမှာဆိုပြ3နိုင်နေမှာ48စက္ကန့် file ကို ီမှာကောက်တင်လိုက်တယ်တော့မြန်မာလိုပြောရတာပေါ့ဒါဒီအကုန်လုံးကိုကျွန်တော်စာရင်းနဲ့လုပ်ပေးပါတယ်ဒါဆိုကျွန်တော် marketing တင်တဲ့မှာတင်ထားတဲ့အတန်ဖိုင်တွေအကုန်လုံးကျွန်တော်တင်လိုက်တာပေါ့ဒါကတော့တတိယနီးပါဒါကတော့ Google ရဲ့ Gboard ကိုအသုံးပြုပြီးတော့မှမြန်မာ keyboard ကိုအသုံးပြုနေရဖြစ်ပါတယ်ဒီ keyboard ကတော့တော်တော်လေးကြာပြီးအားလုံးလည်းတိပြီးသားဖြစ်ပါလိမ့်မယ် Google ရဲ့ Gboard မှာတွားပြီးတော့မှ download လုပ်ပြီးတော့မှ keyboard အသုံးပြုရေဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်လုပ်လို့ရပါတယ် ဒါကတော့မြန်မာလိုတိုက်ပင်ရဲ့အဲ့လည်းပြင်းနေကိုက notes တွေလည်းမှတ်ရတာကြိုက်တယ်ဆိုလို့ချင်းဒီနီလန်း၃ခုနဲ့အုံပြုလို့ရနိုင်ပါတယ်ဒါကတော့ကျွန်တော်အုံပြုဖြစ်တဲ့နီးပေါ့နော်မိတ်ဆွေတို့ဘယ်လိုအုံပြုဖြစ် comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြီးပါအောင်အဆုံးထိကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ